အသင်းရတော်ကျောင်းရနေရာမှာတာဝန်ထမ်းဆောင်အပြင်ပြိသက်တွေကိုအပေးတိုင်နှုတ်ဆက်သွားတဲ့တဲနေတော့ဦးပြိသက်များလုံးဝမိင်္ဂလာများမန်ချက်တာဖော်ဆောင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မန်ချက်တာနိုင်ငံအသင်းကတော့ပရီးမီးယားလိပွဲစဉ်38အပြင်အင်စတိုဗီလာအသင်းကိုအင်ကွင်းမှာရှင်ပြိုင်ကစားခဲ့ပြီးတော့နှစ်ဂိုးပြည့်နဲ့နိုင်ရသွားခဲ့ပါရင်ဒီနေ့တဲ့အတွက်အနိုင်ဂိုးတွေကိုတော့အာမန်နဲ့အယ်ရီဆန်တို့ကအသင်းကိုပေးသွားခဲ့တာပါ ဒီနိုင်ငံကတော့ဒီဟာဒီမှာရာသီတွေဆွေးနွေးနေပြီပဲ။ရာသီအပိတ်ပွဲဆင်မှာတော့နိုင်ပွဲတစ်ပွဲနဲ့အတူပိတ်သိမ်းသွားနိုင်ခဲ့တာပါ။ဒီနိုင်ငံကတော့ဒီဟာဒီပရီးမီးယားလိမ်မှာ38ပွဲကစား7ပွဲနိုင်9ပွဲတည်18ပွဲရှုံးရမယ့်42မှတ်နဲ့အမေဘေးဆီယာရဲ့အဆင့်15နေရာမှာရပ်တည်ထားခဲ့တာပါ။ဒီလာနဲ့ပွဲပြီးမှာ MOR ကကွင်းထဲကပရိသတ်တွေကိုမေကွန်းပြောကြားခဲ့တယ်လို့အသင်းကနေရာဒီကုံမှာထွက်ခွာမဲ့ကစားသမားတွေကိုပရိသတ်တွေကလည်းလက်ကုပ်တီးဂုံပြုနှုတ်ဆက်ခဲ့ကြပါရီ။အသင်းကနေထွက်ခွာမဲ့ကစားသမားတုံးကတော့ဘိုကန်စင်မှုလင်းနီလော့နဲ့အီဗန်ကွင်းလယ်လိုအဲရီစင်တို့ပဲဖြစ်ပါရီ။ အီဗန်က United မှာနှစ်ခေါက်ကစားခဲ့တယ်လို့စူလာအောင်မြင်မှုတွေလည်းရခဲ့ပါတယ်။လေလီလော့ကလည်းအသင်းအတွက်ရှင်းနေကြကစားခဲ့ပြီးတော့အသင်းအတွက်ပွဲထွက်ကစားပေးခဲ့ရတဲ့အချိန်တွေမှာအကောင်းဆုံးကြိုးစားကစားပေးခဲ့တာပါ။ United ရဲ့ဒီနောက်ပိုင်းကစားသမားတွေတဲမှာအသင်းမှာအချိန်ကြာကြာကစားခဲ့တဲ့ကစားမတူလည်းဖြစ်ပါတယ်။ Erison ကတော့အသင်းကို2022ခုနှစ်ကမှရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ပွဲပေါင်း108ပွဲကစား၈ဂိုးသင်းပြီးတော့၁၈ဂိုးဖန်တီးပေးထားခဲ့တာပါ။ဒီကစားမသုံးစလုံးဟာအသင်းကနေထွက်ခွာတော့မှဖြစ်ပြီးတော့အသင်းသင်ရှာဖွေသွားမှာပါ United ပြည်သက်တွေကတော့တရင်းနေကစားမသုံးစလုံးကိုမတ်တက်ရက်ပြီးလက်ခုပ်တီအားပေးဂုဏ်ပြုသွားခဲ့ကြတာပါ ဒီနေ့တင်ဆက်ဖို့ကတော့လောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေ၊ပြောင်းရွှေ့သတင်းတွေ၊စိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။